တင်းပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျူဆက်တင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရက်ခံအပ်ပါတယ်ခင်ဗျာခုတကပရမအုပ်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့ဖျားပုံမှာနှစ်လားကြော်ကြာပျောက်ဆုံးနေတဲ့မဖူးဖူးရွှေစင်ကိုအလောင်းရိုးစုပြေပြန်လဲတွေးရှိရပြီးတော့လူတက်တရခန်းလို့တန်တရားရှိတဲ့မောင်ဝမ်းခွဲအပါဝင်လူလေးဦးကိုဖမ်းဆီးစစ်ဆေးနေတာ လောင်စာသမားမောင်ဝမ်းခွဲက၎င်းရဲ့အမားဖြစ်သူကိုလိန်ခေါ်တက်ပြက်ပြစည်းလို့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ AR တိုင်းဖျားပုံမျိုးနဲ့မှာနှလားကြော်ကြာပျောက်ဆုံးနေတဲ့မဖူဖူးရွှေစင်ကိုလောင်ရိုးစုပြပြန်လဲတွှေ့ရှိရပြီးလူတက်တရက်ခံလို့တန်တရားရှိတဲ့မောင်ဝမ်းခွဲပါဝင်လူလေးဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့အဲ့ဒီအမှုဖြစ်စဉ်ကိုတရားတရှိထားတဲ့မေဆွေဖြစ်သူမောင်ကောင်းကပြောဆိုပါတယ်။ယခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့ဖျားပုံမျိုးနဲ့ဂျုံတာခြေဝါနဲ့မဖူဖူးရွှေစင်ဟာဆိုင်ကယ်နဲ့ထွက်ခွာသွားစဉ်ပျောက်ဆုံးသွားခဲ့ကြောင်း အရင်းအောင်နလားကြော်ကြအေပီလာ29ရက်နေ့မှာဖျားဘုံမျိုးနယ်ကိုဝိနန်ခြေဝါနယ်တခွားကြီးခြေဝါအနီးဖျားဘုံဘူကလေးကာလန်ဘေးမှာလူရိုးစုတစ်ခုကိုတွေ့ရှိစစ်ဆေးရကနေပျောက်ဆုံးနေတဲ့မဘူဘူးရွှေစင်ဖြစ်တာကိုဒီပြိုးနိုင်ခဲ့တယ်လို့သိရပါတယ်။သူကထွက်သွားတော့ကဆိုင်ကနေတယောက်တည်းထွက်သွားတာ။ဖေဝါရီလ21ရက်နေ့အရိကရေကပျောက်သွားတာ။အခုပြန်တွေ့တော့အေပီလာ29ရက်နေ့မှာပြန်တွေ့တာပေါ့။သူထွက်သွားတော့ကပါသွားတဲ့ဆိုင်ကရော iPhone ရောမတွေ့တော့ဘူး။အလောင်းမဲ့ပြန်တွေ့ရတာပေါ့။လက်ရှိတော့ရေစကမ်းမှာမူးပွင့်ထားတယ်လို့သိရတယ်။ ံရည်ပါတယ်ဆိုတာကလည်းစစေးလို့မရတော့ဘူး။မနေ့ကစနေနေ့မှာပဲသူ့ရောက်မှာပဲတချို့လိုက်ပြီလို့သိရတယ်လို့သူရဲ့မိတ်ဆွေမောင်ခေါင်းကပြောဆိုပါတယ်။ဖျားဘုံမျိုးနဲ့ခွေးနှံခြေဝါနဲ့တကွာကြီးခြေဝါချာဖျားဘုံဘိုးကလေးကာလန်ပေးမှာတည်ဆုံနေတဲ့အလောင်းအယိုးစုကိုစစ်ဆေးရမှာတည်ဆုံသူရဲ့လက်မှာဝဆင့်ထားတဲ့ဟန်ချင်းကိုတွေ့ရှိရမှာမဖူဖူးရွှေစင်ဖြစ်တယ်ဆိုတာကိုဒီပြုနိုင်ကြကြောင်းမဖူဖူးရွှေစင်ဟာအင်းကြီးလက်ရှိကိုဝဆင့်ထားပြီးရွှေဟန်ချင်းကိုတပြတ်သူများကမတွေးမြင်မဲ့ခြံရဲသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ မဘူးရှိစင်ရဲ့အလောင်းကိုမေလာတရနေ့မှာတချို့ခဲ့ပြီးတော့လူတတရခံလို့တန်တရားရှိတဲ့မောင်ဝံခွဲပါဝင်လူလေးဦးကိုရတပွဲကဖန်ဆစ်စစ်စစ်လေးရရှိတယ်လို့သိရပါတယ်။ဒုမောင်ဝံခွဲနဲ့တရခံလေးဦးပေါ့အခုတော့မိသွားပြီ။စစ်စဲနေတော့မယ်။တခြားတရခံတွေကြံသေးလားဆိုတာစစ်စဲနေတယ်။အခုတည်ထားရတဲ့လောက်ကတော့သူ့ရဲ့မောင်ဝံခွဲကလောင်းကစားလုပ်တယ်။ဂိမ်းနေပါလေစော်တယ်။အဲလိုလောက်တာမှရှုံးပြီးတော့ပစံလူလာနဲ့ဒုမောင်ကိုလိန်ပြီးတော့ခေါ်သွားတာ။သူ့ရဲ့ကောင်းမလေးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားတာ။ခေါ်သွားပြီးတော့ရန်ကုန်ဘိုးကလေးကားလမ်းဘက်မှာတက်ပြစ်တာပေါ့။ မုံနေပါတယ်လဲစားသွားတည်တယ်ပြီးတော့ညာဘက်ရောက်မှအဲ့ဒီဘက်ကလူနေတဲ့ရှင်းနေနေရာကိုရောက်တော့တက်ပြီးတော့လမ်းဘေးကချုံမုတ်ထဲမှာပြစ်ချထားကြတာပေါ့တရခန်ရဲ့နာမည်တွေတော့မသိရသေးဘူးသူ့ရဲ့မောင်ဝမ်းခွဲလို့ပဲသိထားရတယ်သူ့ရဲ့မောင်ဝမ်းခွဲရဲ့ဒူးရွာကဂျုံတာကနှစ်ယောက်ရဲ့ဘိုးကလေးကတယောက်ရဲ့လို့သိထားတယ်လေလော်လောဆယ်တော့ဖမ်းပြီးတော့စစ်နေတော့မယ်လို့မောင်ကောင်းကပြောဆိုပါတယ်မဘူးဘူးရွှေစင်ဟာတည်ဆုံချိန်မှာတက်24နှစ်သာရှိသေးပြီးတော့သူမတည်ဆုံမီ2025ခုနှစ်ဖေဖော်ဝါရီလမှာမဟုတ်ပင်တက္ကသိုလ်မှာဖွဲယူထားသူဖြစ်တယ်လို့လည်းသိရပါတယ် နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မန္တလေးမှာငင်းစားပေါမောက်ခဒေါက်တာထွထွေးကိုမြေခွဲပြသမယ်လို့ဆိုကခေါ်ထုတ်တက်ပြပစ္စည်းများလိုရသွားတဲ့အိမ်ချမ်းမြေပွဲစားဆိုင်ထုံးခေါ်ကိုဆိုင်ကိုဖမ်းမိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးမှာငင်းစားပေါမောက်ခဒေါက်တာထွထွေးကိုမြေခွဲပြမယ်လို့ဆိုကတက်ပြပြပစ္စည်းများလိုရသွားတဲ့အိမ်ချမ်းမြေပွဲစားဆိုင်ထုံးခေါ်ကိုဆိုင်ကိုဖမ်းဆီးရရှိတယ်လို့ရတဲ့ဘက်ကတရင်ထုတ်ပြန်ပါတယ်။အေဘီလာ25ရဲ့နေ့မနက်ပိုင်းအငင်းစားတတပိတာဌာနပေါမောက်ခဒေါက်တာထွထွေးကို ၎င်းနေထိုင်ရာမှာအောင်မြင်မျိုးနယ်မှာအတိအင်ချမ်းမြေပွဲစားကအင်ချမ်းမြေလိုက်ပြမယ်လို့ဆိုကပတိန်ကြီးမျိုးနယ်သူခေါ်ဆောင်သွားပြီးတော့ရိုင်းနဲ့တက်ဖြတ်သွားခြင်းဖြစ်ကြောင်း၎င်းထားမှာလဝက်လက်စားများနဲ့ပိုင်ဆိုင်မှုတွေကိုလူရက်သွားတယ်လို့သိရပါတယ်အဆိုပါအငင်းစားပမောက်ခါကိုအဆိုပါအငင်းစားပမောက်ခါကိုတက်ဖြတ်သွားသူကိုယမန်နေ့မေလာတရနေ့မနက်7:00နာရီခန့်ချိန်မှာဟဲဟိုမျိုးမှာဖမ်းဆီးရမိခဲ့ကြောင်းအင်ချမ်းမြေလိုက်လံပြသရင်းနဲ့အငင်းစားပမောက်ခါဒေါက်တာထွတ်ထွေးကိုပတိန်ကြီးမျိုးနယ်ရေတွက်ချေးဝါမြောင်းဖောင်းပြီးလက်ခွင်းထွန်းမှာဆောက်လုပ်ထားတဲ့ လူနေထိုင်ခြင်းမရှိတဲ့တထက်တိုက်တွေမှာတပြက်သွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါတပြက်သူအိမ်ချမ်းမြေပွဲစားဆိုင်ထုံးကော်ကိုဆိုင်နဲ့တပြက်ခံရတဲ့ငင်းစားပေါမောက်ကဒေါက်တာထွေးထွေးတို့ဟာမိတ်ဆွေတွေဖြစ်ကြပြီးအိမ်ချမ်းမြေရောင်းဝယ်မှုတွေကိုတူတူလုပ်ကိုင်ခဲ့ဖို့သူဖြစ်တယ်လို့သိရပါတယ်။ဒေါက်တာထွေးထွေးကိုတက်ပြီးတော့ပြစီများယူခဲ့တဲ့ဆိုင်ထုံးကော်ကိုဆိုင်ကိုလူတန်းမုန်းနဲ့ပတိန်ကြီးမျိုးမရဲစခန်းမှာအမှုပွင့်ဖမ်းဆီးထားတယ်လို့လည်းသိရပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂျုံတို့မှာစစ်ကြောင်းနှစ်ခုနဲ့ထိုးဆက်ဆင်လာတဲ့စကောင်းစီတပ်သားများကိုတိုက်ခတ်မှုတွင် အကြမ်းဖက်စစ်တပ်ကထိခိုက်သေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ကြုံတိုးမြို့မှာစစ်ကြောင်းတစ်ခုနဲ့ထိုးဆစ်ဆင်လာတဲ့အကြမ်းဖက်စခေါင်းစီတပ်သားများကိုတိုက်ခိုက်ရမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေဆုံးမှုများပြားပြီးတော့လက်နက်ခဲယမ်းများကိုတင်ဆက်ရရှိခဲ့တယ်လို့ကရင်နယ်မှာမိတ်ပူပေါင်းတပ်ဖွဲ့သတင်းရင်းမြစ်များကပြောဆိုပါတယ်။ယမန်နေ့အပိလာ30ရက်နေ့မှာကြုံတိုးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ဆက်မဖြတ်ဖြစ်ပြီးမြေပြင်စစ်ကြောင်းတစ်ခုအင်အား200ကျော်နဲ့စစ်ကြောင်းတို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အဆိုပါအချမ်းဘက်စကောင်းစီတက်စချောင်းကို GNL နဲ့မာမိတ်ပပေါင်းတပ်များကဖိတ်ဆို့တိုက်ခိုက်ခဲ့တဲ့တုန်းကဂျုံကလေးရွာနဲ့နချံကုန်းရွာတို့မှာအချမ်းဘက်စကောင်းစီတပ်ဖွဲ့ဝင်တွေအကြဆုံးများပြားကမာမိတ်ပပေါင်းတပ်ဖွဲ့ဘက်ကလက်နက်ခဲယမ်းတွေတင်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကဂျုံတို့၅၄၅၄၆ရဲနဲ့ရဲစခန်း၊ချိုင်းတရာ၊ပြူဝကုန်း၊မိဘုံကွင်းရတေချောင်းနေရာတွေကနေလက်နက်ကြီးပြိုင်းတို့ဖြစ်ထွက်တာအလုံးရချီတယ်။ပြီးတော့စကောင်းနှစ်ခုကအင်အား၁၀၀လောက်စီနဲ့အင်အား၂၀၀လောက်စကောင်းထွက်ပြီးတိုက်တာမှာဂျုံကလေးဘက်မှာတပ်ဖွဲ့နချံကုန်းဘက်မှာတပ်ဖွဲ့တိုက်ပွဲဖြစ်တာ။ စကားစားစကြောင်းတွေထိတာများတယ်။နောက်ပြီးကွင်းဆက်မှာလက်နက်ခဲယမ်းတွေတင်ရတာရှိတယ်။နောက်ထပ်တိုက်ရဲနေတဲ့ကိုရှော့တိုက်တုံးနဲ့ဖြစ်ထဲတာတွေလည်းထိချက်ကကောင်းတော့ကြားတာတွေရှိတယ်လို့ဂျုံတိုးခရက်နယ်လေမဟာမိတ်ပူပေါင်းတပ်ဖွဲ့တရင်ချင်းမြက်ကပြောပါတယ်။ထိုကဲသို့နှစ်ပတ်တိုက်ပွဲဖြစ်ပွားနေချိန်တွင်ဂျုံတိုးမြို့တွင်သို့လက်နက်ကြီးများကြားရောက်ပေါက်ကွဲမှုကြောင့်အမှတ်၃ရက်ခွဲနဲ့တိန်ခုံချောင်းဘက်မှနေထိုင်တဲ့အရသာပြည်သူတုံးကိုထိခိုက်တံရရရှိခဲ့ကြောင်း။ဒါပြင်ဂျုံတိုးခေါ်ခရိတ်အာရှလမ်းနေရာဘက်မှာလည်းအချမ်းမဲစတဲ့ရဲ့အောင်စရာစစ်ကြောင်းနဲ့ကဲနလီမာမိတ်တပ်များအပြင်းထန်တိုက်ပွဲဖြစ်နေပြီးတော့ နှစ်ဖက်အကြာဆုံးထိခိုက်မှုတွေရှိတယ်လို့လည်းသိရပါတယ်။ပြင်းနေတာကတော့ကိုဘက်ကမြေပြင်တပ်ဖွဲ့တွေဖိနေတာအားသာတယ်။သူတို့ဘက်ကတော့ဟောင်းဝင်းစာတွေနဲ့ခုပြင်းနေရတော့ရှိတာပေါ့။မြေပြင်မှာတော့အောင်စရာကခေါမထောက်နိုင်တော့ဘူး။အကြာဆုံးကတော့စကားဆာတွေကြတာများတယ်။ကိုတွေဘက်ကလည်းရဲဘော်တွေကြတာရှိတယ်လို့ကော်ကရိတ်ခြေဆိုင် KNL မားမိတ်ပူပေါင်းတက်ဂျာပြုတ်စစ်ကြောင်းတရင်ရေးမြေကပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့လောင်လုံးမှာကြောင်းနှမော်ရွာဖြူစောတီကိုနိုင်ကိုဒေါ်လန်ရေးတက်များကအရှင်ဖမ်းဆီးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ တနင်္လာရီတိုင်းလောင်လုံမြို့နယ်မှာဂျောင်းနီမော်ရွာဒူစောတီကိုနိုင်ကိုတော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီလပိုင်းကလောင်လုံမြို့နယ်တွင်းမှာရှိတဲ့ဂျောင်းနီမော်ရွာမှာဒူစောတီအဖွဲ့ဝင်ကိုနိုင်နိုင်သိုးခေါ်ကိုနိုင်ကိုတော်လိုင်းတပ်ဖွဲ့ဝင်များကလမ်းမိုင်းတစ်နေရာမှာဆစ်ဆဲခဲ့တယ်လို့သိရပါတယ်။အဆိုပါဖမ်းဆီးရမိတဲ့ကိုနိုင်ထံမှဇာခဆရုံနဲ့ပတ်သက်တဲ့ဆော်ရွက်စာတမ်းများနဲ့အချက်အလက်များကိုတင်ဆက်ရရှိပြီးအပြင်းမဲ့ပြည်သူများကိုလက်နက်အကူနဲ့ညှဉ်းပန်းနှိပ်စက်ခြင်း၊ဂျောင်းနှင်းမော်မှာရှိတဲ့စကားဆများရဲ့ပြစည်းတဲ့ယူပေးခြင်း၊ ကိုနိုင်နိုင်စိုးဟာကျောင်းလေးမော်ရွာမှာနေထိုင်ခဲ့စဉ်ကစစ်ကောင်းစီတပ်သားများကိုခေါ်ယူနေထိုင်ခံခြင်းရွာထဲမှာလည်းလက်နက်ကင်ဆောင်သွားလာခဲ့တယ်လို့ဝန်ခံထွက်ဆိုခဲ့ကြောင်းသိရပါတယ်။အဆိုပါဖမ်းဆီးရမိတဲ့ကိုနိုင်ကို Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့နဲ့ပင်လယ်ကျဲဖွဲ့တို့ကဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့တရုတ်ရဲ့အကူအညီနဲ့လာရှိုးကိုစစ်ကောင်းစီကပြန်လဲရရှိပေမဲ့လည်းအချိန်မြောက်တိုင်းစစ်တပ်နာချုပ်ကိုလာရှိုးမှာဖွင့်လဲရမှရှိတော့ပဲနဲ့မိုင်းရဲနဲ့တန်ရမ်းမှမျိုးသေးဖို့အခြေစိုက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရှမ်းမင်းနယ်မြောက်ပိုင်းမှာ MND ကတင်ပိုက်ထားတဲ့လာရှုံမြို့ကိုစကောင်းစစ်ကပြန်လဲရရှိလိုက်ပြီဖြစ်ပေမဲ့အချိန်မြောက်တိုင်စစ်တပ်နာချုပ်ကိုလာရှုံမှာဖွင့်လိုက်ရမှရှိတော့ဗနဲ့။မိုင်းရဲနဲ့တန်ရမ်းမှာမျိုးသေးပေါ်အခြေဆိုင်ထားတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။ပြီးခဲ့တဲ့ April 21ရက်နေ့မှာစတင်ပြီးအချမ်းဘက်စကောင်းစစ်ကလာရှုံမြို့ကိုပြန်လဲရယူထားပေမဲ့အချိန်မြောက်တိုင်စစ်တပ်နာချုပ်ကိုတော့အခြေဆိုင်ရမှရှိတော့ပဲ။စစ်စင်ရေကိုကဲမှုဌာနချုပ်အဆင့်သာပြန်လည်ဖွဲ့စည်းထားရှိမှာဖြစ်တယ်လို့သိရပါတယ်။အခုရာမခတိုင်းစစ်ဌာနချုပ်ကတော့လာရှုံးမှာပြန်ပြီးတော့အခြေစိုက်ဖို့မရှိပါဘူး။ စခါခါအဆက်မဲ့ပြန်လည်ဖွဲ့စည်းမယ်လို့သိရပါတယ်။လက်နက်တွေနဲ့လူဝင်အားတွေပြန်ပို့ပြီးငကိုမူလာတရင်တွေပြန်လည်တိဆောက်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။လာရှိုးကစေယုံကြီးလည်းပြန်ဖွဲ့မယ်။လာရှိုးခရိုင်အဆင့်ထွတ်ထွေအုပ်ချုပ်ရေးဦးစီးဌာနလည်းပြန်လည်ဖွင့်လှစ်ပါမယ်။ငကိုလိုတော့တိုင်းစစ်ဌာနချုပ်မျိုးလိုတော့ပြန်လည်ပြီးတော့မလုံနိုင်တော့ဘူးလို့သိရတယ်လို့နေပြီးတော့စစ်ဘက်သတင်းရှင်းမြစ်ကရှင်းပြပါတယ်။ပြီးခဲ့တဲ့2014ခုနှစ်ဩဂတ်လ3ရက်နေ့မှာ MNDA ကလာချုံမှာရှိတဲ့ရှေးမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိတက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အချမ်းဘက်စကောင်းစီတပ်ကယာယီအားဖြင့် မိုင်းရဲနဲ့တန်ရန်ပတ်မှာရှင်းမြောက်တိုင်းစစ်ထနာချုပ်ကိုယာယီပြန်လဲဖွဲ့စည်းခဲ့ကြောင်းရခိုးကရှင်းမြောက်တိုင်းစစ်ထနာချုပ်အသစ်ကိုမျိုးတက်စီမံချမ်းနဲ့မိုင်းရဲနဲ့တန်ရန်မှာအခြေချထားပြီးဖြစ်တယ်လို့သိရပါတယ်။အမန်ဒီရေကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့လာချိုးမျိုးကိုနိုင်ငံရေးဖိအားတွေကြောင့်အာနာသိန်းစကောင်းစီတန်ပြန်လဲပေးရခဲ့ရတယ်လို့ကိုကန့်သတင်းစင်မှာအေပီလာ26ရက်နေ့ကတရားဝင်ထုတ်ပေါ်ကြေညာခဲ့ပါတယ်။တရုတ်ရဲ့အကြောင်းဝင်ဆက်ဆက်ပေးမှုအရစကောင်းစီကလာချိုးမျိုးပေါ်ရက်ွက်ဆန်းကုတ်ကိုပြန်လဲအုပ်ချုပ်သွားမှာဖြစ်ပြီးမျိုးရဲ့ပြင်ပမျိုးပပတ်လေကို MNDA ကတဆွဲထိန်းချုပ်ထားပါတယ်။ တရားဥပဒေရရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့ယခုနှစ်ဇန်နဝါရီလ16ရက်နေ့ကုမင်းဆိုနေပွဲမှာစကောင်းစီနဲ့အမန်ဒီတို့ကြအပြစ်ခက်ရဆက်ရန်သဘောတူညီခဲ့ကြခြင်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြောက်ပိုင်းကြီးနော်မဟာမိတ်ဒုံဘွဲကငလျင်ကယ်ဆယ်ရေးတို့ကအပြစ်ခက်ရဆက်ရေးကာလတလားဒုတိယကြိမ်ထပ်မှတည်တန်းထိုးတယ်ဆိုတဲ့တွင်ကိုတင်ဆက်ပေးကြပါတယ်။ကိုကန်အမန်ဒီရခိုင်အေအေနဲ့ပလောင်တင်လေးတို့ပါဝင်တဲ့မြောက်ပိုင်းကြီးနော်မဟာမိတ်ဒုံဘွဲကအပြစ်ခက်ရဆက်ရေးကာလကိုတလားထပ်မှတည်တန်းထိုးတယ်လို့ယမန်နေ့ညပိုင်းကထုတ်ပြန်ကြေညာပါတယ်။ မချလနာဆက်ရှိရနေကမြန်မာနိုင်ငံမှာလောက်ခတ်ခဲ့တဲ့ဘင်းအားခွန်တသမခွန်အစင်းရှိတဲ့အင်အားလွန်ပြည့်ငလျင်ချင်းနဲ့ငလျင်ငယ်များကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့အဆောက်အအုံများကိုရှင်းလင်းဖယ်ရှားရန်ငလျင်ပျက်စီးအဆောက်အအုံများချာမှာတက်ရှင်ချန်ရည်နေတဲ့လူနဲ့အိမ်မွေးဒရေးဆန်များကိုရှာဖွေကယ်ဆယ်ရေးလုံဆောင်နိုင်ရန်တို့ကအပြစ်ခက်ရစရေးကိုမေလ၁ရက်နေ့မှမေလ31ရက်နေ့ထိထပ်မံတက်တန်တိုးတယ်လို့ကြေညာပါတယ်။နောက်ပိုင်းညောင်မမိတ်သုံးဘွဲကအေပီလ၁ရက်နေ့မှအေပီလ30ရက်နေ့ထိတစ်ပတ်သက်အပြစ်ရက်တယ်လို့ပထမချိန်ကြေညာခဲ့ပြီးတဲ့နောက်မှာ ယခုကဒုတိယအကြိမ်ဖြစ်ထပ်မံပြီးတော့တလားပြည့်ရက်တဲလို့ကြေညာခြင်းလည်းဖြစ်ပါတယ်။ယခုလိုဒုတိယအကြိမ်ပြည့်ခဲ့ရစဲမှုတလားချာကြေညာရခြင်းမှာငလျင်ချောင်းကဲဆေးရေးလုပ်ငန်းစဉ်များဟာတလားချာတဲ့အတိုင်းအောင်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများကိုထိရောက်စွာလုံဆောင်နိုင်ခြင်းမရှိသေးကြောင်း။ဒါကြောင့်ငလျင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်သောလုပ်ငန်းများဆောင်ရွက်နိုင်ရန်အချိန်များထပ်မံလိုအပ်နေမှာဖြစ်တာကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ်သက်ပြည့်ရက်ကာလကိုထပ်မံပြီးတော့နောက်ထပ်တလားတက်တန်းထိုးခြင်းဖြစ်တယ်လို့မြောက်ပိုင်းကြီးနောင်မမိတ်သုံးဘွဲ့ကဆိုပါတယ်။လက်ရှိမှာမြောက်ပိုင်းကြီးနောင်မမိတ်သုံးဘွဲ့အနေနဲ့ အချမ်းပတ်စကောင်းစိနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာမိမိကိုမိမိခိုးခံကာကွယ်တဲ့ဒုံးပြတ်မှုမျိုးမှလွဲပြီးတော့ဇာတင်ထိုးဆက်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မှာမဟုတ်ဘူးလို့ကြေညာထားပါတယ်။အချမ်းပတ်စကောင်းစိကလည်းအေပီလာ၂ရက်နေ့မှအေပီလာ30ရက်နေ့ထိအပြေခက်ရစေးရေးကိုနှစ်ချိန်ချင်းညာခဲ့ပေမဲ့လေမေလာတရနေ့မှာတော့ပြေခက်ရစေးရေးကိုထပ်မံတက်တန်းတိုးခြင်းမပြုတော့ပါဘူး။နောက်တစ်ထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဘာကန်မျိုးတို့ထိုးဆက်ဆင်လာတဲ့စက်တက်ကိုလဝချေးဝမှာ KIA KPD ရဲ့ပူပေါင်းဖွဲ့ကတိုက်ခိုက်မှု စတက်ဖမ်းမှာ73လောင်းရရှိပြီးတဝှရှင်မိကလဝါရွာစိုးတောင်းတောင်းမှာရှိတဲ့စတက်စခန်းကိုတင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ကချင်ပြည်နယ်ဖားကန်းမြို့ကိုထိုးဆက်ဆင်လာတဲ့စတက်ကိုလဝါချေးဝါမှာ KIA KPT ရဲ့ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်မှုတွင်စတက်ဘက်က73လောင်းရရှိပြီးတဝှရှင်မိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကဆိုပါတယ်။မေလာတရနေ့ကဖားကန်းလန်လဝါချေးဝါမှာရှိတဲ့စတက်ကို KIA နဲ့ KPT ရဲ့ပူပေါင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစတက်လက်အောက်ခံပြည်သူစစ်နယ်စခေါင်းစီတပ်ဖွဲ့ဝင်အလောင်း73လောင်းရရှိကြောင်း လဝချေးဝါမှာစစ်သားများကစူတောင်းတောင်တို့ထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ထို့နောက်လဝချေးဝါခရိယံစူတောင်းတောင်တို့ထွက်ပြေးသွားတဲ့စကောင်းစီတပွဲဝင်များကို GIA နဲ့ KPT ရဲ့ပူပေါင်းတပ်များကလိုက်လံတိုက်ခိုက်ရာအကြမ်းမဲ့စစ်သားတအုပ်ကိုရှင်ဖမ်းဆီးရရှိကြောင်း။ဒါပြင်စူတောင်းတောင်ကိုလည်းမာမေပူပေါင်းတပ်များကဒိမ့်ပိုက်ထိန်းချုပ်လိုက်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ April 24ရက်နေ့မှာစတင်ပြီးကချင်းပြည်နယ်ဘာကန်မြို့ဘက်သို့မိုးကောင်းတဲ့ကာမိုင်းဘက်မှစတက်စကြောင်းများအင်အားရာနဲ့ခြေတက်လာခဲ့တာကြောင့်ဘာကန်လမ်းမိုင်းများအားလုံးကိုပိတ်ထားကြောင်းမြေကြီးနာမိုးကောင်းကာမိုင်းလမ်း ရေကားတာရွာတဝိုက်တိုက်ပွဲများအခြေကျဖြစ်ပွားခဲ့တဲ့ပြင်ဟိုပင်အင်းတော်ကြီးလမ်းမိုင်းတဝိုက်မှာလည်းစစ်တပ်ကစစ်ကြောင်းများထိုးနေတာကြောင့်တိုက်ပွဲများဖြစ်ခဲ့ကြောင်းတိုက်ပွဲများတွင်မှာဂျာမန်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ကြောင်းသိရပါတယ်။ KIA ပူပေါင်းတပ်မှကူကီနေရှင်းနဲ့အာမေ KNAB APSD ရ KPTA BDA MOD နဲ့နာဂါတပ်များပါဝင်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးဒီနားဆင်ခဲ့တဲ့သတင်းပြတ်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြတင်းပြပါတဲ့တွင်ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ